ကျောင်းသူပါကပုံဆရာပါကပုံရိုက်တယ်အာအခု episode တွေကကျွန်တော်တို့ Pharma Podcast Network နဲ့ကျွန်တော်နဲ့ collaborate လုပ်ပြီးတော့ပင်ဆက်နေတဲ့ episode တွေပါဒါကတော့တကယ်တမ်းတော့ဒီ photo journalist အကြောင်းလို့သတင်းတပုံလို့အကြောင်းလို့မြန်မာနိုင်ငံမှာပြောလို့ပြောထားအရင်နေတယ်ပေါ့နော်ဒီအရာတွေကိုလည်းအခုချိန်မှာနောက်ဝါသနာပါတဲ့လူတွေနားထောင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပဲပူပေါင်းပြီးတော့လုပ်ဖြစ်တာပေါ့နော် အပုံစပြီးတော့မရိုက်ခင်ပေါ့နော် ID လုတ်တဲ့ဟာ ရှိတယ်ပေါ့ ID လုတ်တော့အကန်ကိုခဏခဏတော့ခဏခဏတော့တဲ့အချိန်လေးကြာကြအောင်ဟိုတငယ်ချင်းတယောက်ကတော့အဲ့လိုမျိုးလိုက်လာအကန်ကိုရောက်တယ်ဟေ့ဆိုရင်တော့ဟိုတယ်မှာတော့ပြီးတော့ဒီ internet service တော့လုတ်ပေးရတော့အဲ security ပိုင်းတော့လုတ်ပေးရဟေ့ဆိုတော့အဲ့တော့အဲ့ပေါ်လာလိုက်ပြီးတော့ free လိုက်တယ်ဒါခုံစင်းလဲကောအဲခုံစင်းတန်းတန်းနဲ့ဒီကောင်ကဘာဖြစ်လဲဆိုတော့ဒီကောင်ကင်မရာတမသူ့ကိုကြည့်ပြီးတော့ကိုကအားကြရတယ်ပေါ့နော်သူက ရန်ကုန်မီဒီယာဆိုတဲ့ဟာမှာစပြီးတော့လှုပ်လုံနေတဲ့သတင်းတော့ပဲဒါမှမဟုတ်တော့တပုံစပြီးရိုက်နေတဲ့တပုံသတင်းတော့လို့စဖြစ်နေပြီပေါ့နော်အဲ့ချိန်မှာတပုံသတင်းတော့ဆိုတော့ပါလဲပေါ့လေအဲ့ချိန်မှာစပြီးတော့နည်းနည်းဒီမီခေါင်းကြီးလိုက်ပြီးတော့အဲ့တော့ကတော့ Google ပဲခေါ်ရတာပေါ့ကွာဘာမှတော်ကြီးကိုနဲ့အဆက်ဆက်မရှိနေဘူးသတင်းသမားတွေနဲ့အဲ့ခေါ်ကြည့်တဲ့ချိန်ကျတော့သတင်းတပုံရိုက်တဲ့ဆိုတဲ့ဟာအော်တကယ်တမ်းကျတော့ဒီကဘာပေါ်မှာ risk ရှိတဲ့အလုပ်တွေထဲမှာတစ်ခုပါတဲ့ဟာမျိုးပေါ့နော် တော့အဲ့ risk တွေကိုတကယ်ယူနိုင်မှာလားပေါ့ကိုယ့်ရဲ့ဟိုအသက်အန္တရာယ် risk ကတမျိုးရှိမယ်ပြီးွားပြီးဟေ့ဆိုရင်ကိုယ့်ရဲ့ family မျိုးနဲ့ left behind ကိုသူကတခုဖြစ်ပြီးဟေ့ဆိုသူကထွက်သွားအောင်ပါပေါ့နော်ဥပမာငလင်လှုပ်တယ်ဟေ့ဆိုတဲ့အခါမျိုးသူတရင်သွားရိုက်ဖို့ဆိုတဲ့အချိန်မျိုးကြရင်အဲ့သူကထုတ်ကိုထွက်သွားရမယ်တရင်သွားရိုက်ရမယ်မနော်အဲ့အချိန်မှာဟိုဒီ family ကိုပြန်ပြီးတော့ခဏခါခဲ့ရမယ်ဆိုတဲ့အခါမျိုးတွေပေါ့ဆိုတော့ risk ကတော့အကုန်လုံးနှီးပါးကိုယူယူလို့ရလာပါပေါ့နော် အဲ့အဲ့ဟာတွေဟိုဟိုဝေဝါနေတဲ့ကာလတစ်ခုရှိခဲ့တယ်။အာ okay ငါငါပဲ ID လေးပဲလုံမယ်ဆိုပြီးတော့ပဲ ID လုံနေတဲ့အချိန်ရှိတယ်။ဒါပေမဲ့ဘယ်မှာစပြီးတော့ဖြစ်တာလဲဆိုတော့2008ဒီနာခဲ့ပေါ့။နာဂိဖြစ်တဲ့အချိန်ကြတော့မှအဲဒီဘိုကလေးတို့ဖြာပုံတို့ရောက်တဲ့အချိန်လေးကြတဲ့ကြတော့ အော်အဲ့မှာတော့တွေ့တာပါတော့တွေ့တယ်ဆိုတော့ဥမာဖြာပုံမျိုးတွေကမတော့တော့45မိနစ်လောက်ပဲထောင်ပေါင်း9ဝက်လောက်ပဲစီးတဲ့နေရာပဲ။ဟောအဲ့နေရာရောက်သွားတဲ့နေရာမှာလူတွေကဟိုရှားချီပြီးတော့တည်နေတာမျိုး။အိမ်နေဆိုရင်ရွာလုံးကျုပ်ပျောက်သွားတဲ့ဟာမျိုးတွေပါ။ဒါမှမဟုတ်ဒီဘက်ပြောင်းရောင်းလာတဲ့ချိန်ကြောင့်မြို့ပေါ်လူတန်းလာတဲ့လောမသိဘူး။အဲ့ကိစ္စ။ဟာအဲ့တော့မှတည်င်းကအရေးကြီးပါလားဘောနော်။ဒါမှမဟုတ်အိမ်မှာမှတည်င်းမှာမှတည်င်းတဲ့ပုံမှာဘာကြောင့်အရေးကြီးလာလဲဆိုတော့သူက witness ဖြစ်တယ်ဗောနော်ပြီးရင်ဒီရောက်တက်တည်တက်ကာရနဲ့ပြနိုင်နေဆိုတဲ့ဟာမျိုးညင်းလို့မရဘူးဆိုတဲ့တပ်ပုံမျိုးဖြစ်တာဗောဘာဖြစ်လို့လဲဒီတိုင်းပဲပြန်လာလို့ကိုကပဇက်နဲ့ပြောတဲ့ချိန်ကြရင်ဘာဖြစ်လို့လဲဆိုတော့တော်ကောလာဟာလာလို့ပဲဖြစ်သွားနိုင်မယ်သူကလက်ဆုပ်လက်စကိုင်းပြတယ်ဘာမှမရှိဘူးဗောနော်အဲ့တော့မှတရင်တပ်ပုံကတော်တော်ရေးကြီးလာပဲဆိုပြီးတော့စပြီးတော့အဲ့တော့မှနားလေလာတယ်စပြီးတော့ရိုက်ကူးဖို့ကြိုးစားရပါတော့။ဘယ်တော့မှအောင်ဆုံးခံရတဲ့ကင်မရာလေးက Sony series တော့မသိတော့ဘူး။ Sony ဟိုလိုမျိုးလေးပဲ point shot လေးတောင်လေးပဲဟိုဆက်ပြောက်ခွက်လိုပဲခေါ်တာဟောလေအဲ့တော့အဲ့ကောင်လေးပဲတိုင်ပြတော့အဲအဲ့တော့လေးနဲ့အဲ့မှမရအဲ့မှာရိုက်တာဟောရိုက်တော့ဟောတော့ family camera ဖြစ်တဲ့အတွက်တော့နည်းနည်းလေးမှောင်လိုက်တာတော့ auto ပဲပါတယ်ကွာအဲ့ခက်ကနည်းနည်းမှောင်လိုက်တာဆိုတော့ flash ကြီးကောက်ပွင့်အဲ့တော့ကလည်းဘယ်လိုပဲဖြစ်ဖြစ်တော့ဒီ2010အရှေ့ပိုင်းဖြစ်တဲ့အတွက်အဲဒီရွေးကောက်ပွဲမရှိဘူးစစ်အုပ်ချုပ်မှုဆိုတဲ့ဂျန်နီယာကြီးက run နေတဲ့အချိန်ပေါ့လေ အဲ့လိုအချိန်မျိုးဆိုတော့အမလာကူတယ်ကဲစေရေးလာကြတယ်ဟေ့ဆိုတဲ့ဟာကိုတော့အခက်ခဲတွေအများကြီးရှိတယ်။အဲပြီးတော့မှဒီစစ်တပ်ကောင်တော့လာပြီးတော့သူတို့ကအဲ့လိုမျိုးသူတို့ကဆန်လာဝေးတယ်စီလာဝေးတယ်ဆိုပြီးတော့လုတ်တဲ့ဟာတွေလည်းရှိရပါတော့။အမမှန်မှန်ရရသူတို့ဆောင်းလာဝေးတယ်ဆိုတဲ့အချိန်ပေါ့နော်။သူတို့ပါလာတဲ့ဆောင်းကအာအထင်း20လောက်မသိတကယ်တမ်းရွာမှာအယောက်80လောက်ရှိနေသေးတယ်ပေါ့နော်။အယောက်200ကျော်ရွာကြီးမှာအယောက်80တရာလောက်ကျန်တယ်ပေါ့။အဲ့ဒီအချိန်မှာ သူတို့ဆောင်း20လောက်ယူလာပြီးတော့သူတို့ဝေလို့မရတော့သူတို့ရှိတဲ့တက်ချက်ကြီးလာပါလားမသိအဲ့ရအောင်တော့အော်လူတွေဟိုညှတာဆိုဝေပေးလိုက်ဆိုပြီးတော့အဲ့ဒါကြီးကကကြီးနဲ့ဖျောက်လိုက်တော့အဲ့တော့ဆောင်းကခြုံလို့လည်းမရဘူးလက်နီးစုံလည်းလို့လို့မရဘူးမျက်နှာတော့ဘောလည်းမဟုတ်ဘူးအဲ့လိုဟာကြီးတွေအပိုင်းစာကြီးတွေရနေတာပေါ့နော်အဲ့ဆောင်း20ဟို80စာကိုသူတို့ကအဲ့လိုရွှေညံတော့ကူးမြောက်ပြီးတော့လှုပ်ထွက်လိုက်တဲ့ဟာမျိုးပေါ့အဲ့ဒါကိုကျွန်တော်ကခိုးရိုက်တာခုနကပြောဆိုရဲအဲ့ point ရှုပ်လေးရိုက်လိုက်တဲ့အချိန်မှာ flat ကြီးကကောက်ပွင့်အောင် မှောင်ကြီးမဲရင်ပုံးဆိုပြီးတော့အော်အဲ့တော့တန်းတီတာပေါ့နော်ဟာဘာဖြစ်တာလဲဘာလောက်တာလဲမင်းတို့တက်ပုံရိုက်လို့မရဘူးဘာညာကွအဲ့တော့ okay risky တယ်ဆိုတာဒါဝါလားဆိုတာအဲ့ကျမှစသည် okay ဒီအဲ့ဒါမှမဲအဲ့ဟာကြီးကိုကြိုက်သွားတာအဲ့အရာကြီးကိုကြိုက်သွားတာဟောမင်းတို့လုံနေတဲ့ဟာကိုငါပြောပြမဟုတ်လို့ရှိရင်ဟာတာပဲဖြစ်ရင်ဖြစ်မယ်ကောကောလာဟာလာပဲဖြစ်ရင်ဖြစ်မယ်ကောအပုတ်ချတာပဲဖြစ်ရင်ဖြစ်မယ်ကောမဟုတ်ဘူးဒါကြီးအစ်စ်ကြီးတော့ဆိုတော့သိဖို့အတွက် ဒီကောင်ရဲ့တပ်ပုံကတန်ဖိုးဘလောက်ရှိပါလဲဆိုတာနားလဲသွားတာပေါ့နော်အဲ့နောက်ပိုင်းကတော့တေချာလေးလာဖြစ်လာတယ်တေချာစာရီလိုက်ဖက်ဖြစ်တယ်အဲနောက်တော့အပေါင်းသင်းမှားတာပေါ့နော်အပေါင်းသင်းမှားပြီးတော့တပ်ပုံရိုက်တဲ့ကောင်လေးနဲ့ပေါင်းပြီးတော့အဲ့လိုတပ်ပုံဆရာဖြစ်သွားတာပေါ့လေကိုယ့် ID လို့နေအကောင်းပေါ့ကွာရာအဲ့လိုမျိုးတပ်ပုံစပြီးတော့ဝါသနာပါတော့တယ်တပ်ပုံသတင်းတော့ စပြီးတော့လုံမယ်ဆိုတဲ့ကာလမှာကျတော့2030ရွေးကောက်ပွဲကိုနောက်ပိုင်းမှာပို့ပြီးလုံဖြစ်လာတာပေါ့နော်အဲတော့ AIM ပေါ့ဆိုရွေးကောက်ပွဲဆိုတာရေကိုဒါပထမဆုံးမြင်မှုတယ်အဲပြီးတော့အဲ့ဟာရေကိုဘယ်လိုကာဝါလုံးအောင်လဲဆိုတဲ့ဟာကိုလည်းမသိဘူးအဲအဲ့တော့သူက AIM လို့ပဲပို့ပြီးတော့ပဲအဲဒီအဲ့ချင်းအဲ့ကာလတော့ကလည်းတရင်တော်တော်များများလည်းအပြင်းအထန်နားထောင်ရတာ AR တို့ဟို RFA တို့ VOE တို့ဆိုတာအဲဒါအပြင်းအထန်တော့ ထုတ်လွှင့်နေတာအဲ့တော့အိဆိုင်မှာလုံဝင်ဟေးဆိုတဲ့ချိန်မှာအဲ2030မှာစပြီးတော့ရှားဖြစ်တာပေါ့နော်တပ်ပုံလေးလိုက်ရိုက်ဖြစ်တယ်ရွေးကောက်ပဲကိစ္စလေးအဲချမ်းချမ်းမှာတော့လိုက်ပြီးတော့တည်င်းနေဖက်တယ်သူများတွေကဘယ်လိုကြီးရိုက်လဲဆိုတဲ့ဟာကိုရှားဖြစ်တယ်ပေါ့နော်အဲ့တော့လွယ်မားတွေကတော့အများကြီးရှိတယ်ခုနပြောသလိုမျိုးကိုကဘာတင်တန်းကြောင်းအောင်မှာတင်လာတာမဟုတ်ဘူးအော်ကိုလေးလာရတယ်ကိုဖက်ထားရတယ်ဆိုတဲ့ဟာမျိုးနဲ့ပေါ့နော်အဲ့တော့ online ကတော့ရေကူးတင်တဲ့တင်တန်းတက်ခဲ့ရတဲ့လိုမျိုးပဲ ဒါတော့မဟိုရေကူးနီးရေပါတွေတော့တိနေမှာတကယ်မြေပြင်ဆင်းတဲ့ချိန်ကျတော့တကယ်စနစ်ကျတိနေတာမဟုတ်တဲ့အတွက်အန်ရီကအများကြီးရှိတာပေါ့နော်။အဥပမာပြင် flat လို့ဟာမျိုးတွေပေါ့။ပြီးရင်မှတ်မှတ်ရရကဒေါ်စန်းစုကြည်လွတ်မယ်ဆိုပြီးတော့ကောလာဟာလာထွက်တဲ့ကာလာတစ်ခုရှိခဲ့တယ်ပေါ့နော်။ဒီ2010ရွေးကောက်ပွဲကာလာတော့မှလည်းအဲ့တော့ဒေါ်စန်းစုကြည်အင်ရှေ့ကိုတွားကြတယ်ဆိုတော့လမ်းပေါ့။အဲ့တူရိတ်တော့လမ်းထင်တယ်နော်။ တက္ကသိုလ်ရေးတော်လမ်းကိုတော်တဲ့အော်မအဲဟိုဘယ်ဒီဂိတ်တွေတော်လာတော့အဲ့တော့ခိုးရိုက်ကြတာပေါ့လေခိုးရိုက်ကြတဲ့အချိန်မှာလည်းအဲ့တိုင်းပဲကာရီစတစ်ကာကြီးအုပ်ထားတယ်အဲ့တော့အထက်ရရိုက်တယ်ဟိုလိုက်တင်ကမလုံလောက်တော့ကင်မရာကလည်းတကယ်ဟို professional ကင်မရာကြီးမဟုတ်သေးဘူးအဲ့တော့လိုက်တင်ကမလုံလောက်တော့ကာရီရဲ့ flash ကပွင့်ပြီးတော့ shot ရိုက်နေတဲ့ဟာမျိုးဟိုရဲတွေကလက်ညှိုးထိုးတဲ့အချိန်မှာထားပြီးပြေးရတဲ့ဟာမျိုးတွေပေါ့နော်အဲ့လိုပေါက်ကြီးရတွေကတော့ခဏခဏဖြစ်ခဲ့တယ်ပေါ့လေအဲပြီးတော့ ။နောက်မှရတဲ့ဟာကြတော့တကယ်တော်ဆန်းစီစီလွတ်တဲ့ကာလပေါ့လေ။အဲ2000နှစ်ရွေးကော်ဝေးမတိုင်ခင်ပေါ့။ဟိုလွတ်တယ်။ဟိုအခုတေချာတော့ဒိတ်တွေခုနှစ်တွေတော့မမမိတော့အဲအဲ့ကာလမှာတော့ဆုံးရလေဒီဒေါန်သန်းစုကြည်လွတ်မယ်ဟေ့ဆိုတော့သူက NLD ရုံးရှိမှာလွတ်မလားမသိဘူးဟိုကသူတို့အိမ်ခြံရှိမှာလွတ်မလားမသိဘူးဆိုတဲ့ဟာမျိုး ဟိုဝေဝါဖြစ်နေအဲ့အဲ့ဒီလိုချိန်မျိုးမှာတငယ်ချင်းကိုခေါ်လာတော့ဗောနော်တငယ်ချင်းတယောက်ပါတယ်ဘာလို့လဲဆိုတော့အဲ့လောကကင်မရာကဟိုဟာ entry level လေးကိုစပြီးကင်နေပြီ 950D ဗောလေအဲ့ကျွန်တော် 950D လေးကိုစကင်နေပြီအဲ့ချိန်မှာတငယ်ချင်းနဲ့တော်ရဲတော်ရဲဟေ့ဆိုတာဘာလဲဆိုတော့တခုခုသာဖြစ်ခဲ့မယ်ဟေ့ဆိုမင်းကက်ယူပြီးတော့ပြေးဆိုတဲ့ဟာမျိုးပေါ့။ဘာဖြစ်မလဲဆိုတော့မသိဘူး။အဲ့ challenge ကိုကြိုက်တာလဲပိုင်လဲပါမှာပေါ့နော်။ အခုဖြစ်မဲ့ဟေ့ဆိုရင်ပြေးပေါ့နောက်ဘယ်လိုမျိုးဖြစ်လဲဆိုတော့သူကတော့ဒီ NLD ရုံးရှိမှာရိုက်ပြီးတဲ့အချိန်မှာတကယ်ချင်းဟိုဘက်တော်သူအင်ရှိသွားကြအောင်ကွာဆိုပြီးတော့အဲ့လိုဒီပတ်မှာမလွတ်တော့ဘူးဟိုဘက်တော့အောင်ဆိုပြီးတော့အချိန်မှာအဲ့သူလမ်းမှာအခုတာစီးတာတွေပါစစ်စီးတာတွေဖြစ်မှာဆိုလို့ဆိုပြီးတော့ကိုယ့်အောင်စိတ်မလုံးဘူးမလုံးတော့ဟိအောင်မင်းရော memory card ယူတာပေါ့တော်ဆိုရင်ရှိငါတို့ဒိုးမယ်ဆိုပြီးတော့အဲတော့တော့လူတွေကအရင်များတယ်အရင်များပြီးလာပြီးတော့အဲ့လိုစောင့်ကြုံလဲနောက်ဟိုတော်ဆိုရင်ရှိတော့ရောက်တယ်ဒါပေမဲ့ကင်မရာရိုက်ခင်လေးကြတော့ memory card မရှိတော့ အကုန်ပြန်လိုက်ရှာနေရ။အားလည်းလုံးကြောက်အောင်ဟေးဟော်ကြီးဘေးဟော်ဘွားကြီးလည်းငါထားရည်အဲ့လိုမျိုးလိုက်ရှာရတာပေါ့။ရှာပြီးတော့ဒီကောင်နဲ့တွေ့တော့မှအဲ့ကက်ကလေးပြန်ထုတ်ပြီးတော့ရရတဲ့ဟာမျိုး။အဲ့လိုပေါက်ကြီးရတွေကတော့ဟောဒါအစောပိုင်းမှာတော့ဖြစ်ခဲ့တယ်ပေါ့လေ။အဲအဲ့လိုဖြစ်လာပြီးတဲ့နောက်ပိုင်းမှာမှကိုယ်တိုင်ကမဟုတ်တော့ဘူးဒီဟာကတော့ဒီတိုင်းသွားနေတော့ငါသိပါပဲပေါ့နော်။အဲ့တော့တေချာတော့လေးလာဖို့လိုတယ်ဆိုတဲ့ဟာမျိုးကကြတော့မှတကယ်ဌာနအကြီးတွေကိုစပြီးတော့အဲ့ချင်းကြမှာ join မှုကြိုးစားတော့ပါ။ ကယ်ဌာနကြီးတွေဟိုကံကောင်းဆောင်တွေပဲ join ခွင့်ရခဲ့တယ်ပေါ့နော်အဲ့လိုအချိန်လုံးမှာတို့လို့ရှိရမလို့မီဒီယာတင်တန်းတွေ workshop တွေအဲ့ဒါတွေနဲ့တစ်ဆင့်ပြီးတစ်ဆင့်ကိုကိုကို agree ပြန်လုပ်ခဲ့ရတာပေါ့အဲ့တော့ training တွေတက်ပြီးတဲ့အချိန်မှာအများနဲ့အမ်ကောင်းနေမှာဆွဲလာတဲ့အရာတွေရှိခဲ့တယ်ပေါ့လေအဲဘာလို့လဲဆိုတော့ဟို AC rock ကိုရှာပါဆိုတဲ့ဟာမျိုးကတော့အများနဲ့ကောင်းနေမှာဆွဲဘာလို့ပထမဆုံးတက်တဲ့ training မှာလည်းအဲ့ဒါယူစပြောတော့ မင်းတို့ပြေးပေါက်ရှာတာဆိုဟာဘာကြီးလဲချိန်တော်မရဲသေးသွားတော့မသွားသေးဘူးတဲ့ကောင်ဟိုကြောက်တာနဲ့ပြေးပေါက်ရင်ဆရှာမှာဟဲ့ဆိုတာဟာမဟုတ်သေးဘူးပေါ့နော်ဒါပေမဲ့အဲ့ဟာကြီးကတကယ်မှန်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ A0 ကိုကိုတိနေမှသာလဲကိုကအတခုခုဖြစ်တယ်ဟေ့ဆိုရင်ချက်ချင်းအင်းသွားလာလှုပ်ရှားနိုင်မှာပေါ့နော်အေးအဲ့တော့တက်ခဲ့တဲ့ workshop တွေကအတုံးဝင်တဲ့ဟာတွေကအများကြီးရှိခဲ့တယ်ပေါ့နော်အခုခါလာတွေမှာဆိုရင် conflict area လို့ဟာမျိုးတွေမှာတော်တဲ့အချိန်ကြတော့ ဘယ်လိုမျိုးပြောမလဲစနစ်တကျကိုကိုတိုင်းရဲ့အရင်ဆုံးပြင်ဆင်ရပါတော့တပုံစီရဆိုတော့တပုံတင်းတော့ကတော့တပုံရိုက်တက်ရုံနဲ့မပြီးသွားဘူးလို့လေသူကအရှိမောင် preparation ဆိုတဲ့ကာလတစ်ခုရှိတာပေါ့ပြီးတော့မှဒီဘက်မှာရိုက်တယ်ပြီးပြီးဟိဆိုတော့ processing ကာလနဲ့ population ကာလတွေတွားတာပေါ့အဲ့တော့ပြင်ဆင်ရတဲ့အချိန်မှာဆိုရင်ကောအမြဲအမြဲပြင်ဆင်ရတဲ့အရာတွေရှိတယ်ဥပမာအပြင်လူအုပ်ချားလေးရောက်သွားရင်ရောထွေးသွားမဲ့ဟာမျိုးပေါ့နော်ဒီအင်ကြီးအစကယူဆိုင်ရတဲ့ဟာမျိုးတွေကိုတင်ကြားခဲ့ရတာပေါ့နော် ။ဟောဘာလို့အင်းကြီးကဆက်ဒီဥဆက်ရလဲ။ဟုတ်လဲဟုတ်လဲ။ကိုရောက်သွားတဲ့အချိန်မှာကိုကထင်ပေါ်နေလို့မရအောင်။ကိုကအလွယ်တကူတာကတ်တစ်ခုဖြတ်သွားလို့မရအောင်ပေါ့နော်။ပြီးတော့ကိုကတပုံရိုင်းမဲ့လူဖြစ်တဲ့အတွက်သူများတွေကိုအနှောက်ရှက်ပေးနိုင်မဲ့အတန်ရှင်းဝင်သွားမဲ့ဟာမျိုးသူတို့ရဲ့တကယ် natural move တွေပျောက်သွားနိုင်မဲ့ဟာမျိုးတွေဆိုရင်အင်းမကောင်းအဲ့ဒီအတွက်ကိုကိုကဟိုဘလိုပဲဖြစ်ဖြစ်အဲဒီကာလန်ဒီတန်နဲ့လိုက်ဖက်မဲ့အဝေးဆောင်မျိုးအမြဲတမ်းစဉ်းစားရတာပေါ့နော်အခုလိုဆိုရင်အမြဲတမ်းလို့လို့အခုချိန်ဒီဝက်တာမျိုးကအယောင်မှိန်နေတဲ့ဟာတွေပဲဝက်တယ် အမဲလို့အယောင်ဖြောလို့အညိုလို့စသည်ဖြင့်သူလူအုပ်ကြားထဲရောက်သွားပြီဆိုချက်ချင်းပြောက်သွားမယ်သူလားကိုလားမသိတော့တဲ့အယောင်မျိုးတွေပေါ့နော်ထင်ပေါ်မှုသိမရှိတဲ့အယောင်မျိုးတွေကိုအဲ့ဒါတွေကစဉ်းစားရတယ်အခုလို conflict ဖြစ်လာတဲ့ကိစ္စမျိုးတွေလို့ဒီလို protest ကာလတွေမှာဆိုရင်ဒါတွေကအများကြီးသုံးဝင်နေတော့ပေါ့နော်နောက်တစ်ခုကကျတော့အများနဲ့ပြောလေးပြောတာရှိတဲ့ဟာကျတော့ဖနက်ဖနက်ကိုကျွန်တော်တို့ပေါ့လို့မရအောင်ပေါ့လိုက်တဲ့အချိန်တော့နည်းနည်းလေးလျှော့လိုက်တာနဲ့အကောင်ကပြဿနာရှိတယ်အခုတကူလုံးပေါ်မှာသူကအနှူးညံ့ဆုံးကနှစ်ခုပဲရှိတယ်ခြေဘောကနဲ့ အဲနှလုံးသားနဲ့အဲနှစ်ခုပဲရှိတယ်အဲကောင်ကခြေဘွားထိသွားပြီဟေ့ဆိုတာနဲ့အဲလစ်ပြီဘာမှလုပ်လို့မရအောင်အေးအဲ့လိုပဲ head ကလည်းထိသွားပြီဟေ့ဆိုလစ်ပြီကောအဲ့လိုဘာမှလုပ်လို့မရတော့ဘူးဗောနော်အဲ့တော့ဘယ်နေရာပဲသွားသွားအဲ့လိုမျိုးဖနက်ကိုပို့ပြီးတော့ give ဆက်ရတာဗောနော်အဲ့အဲ့အဲ့ဖနက်ကိုတော့ကိုနဲ့ကိုင်းညီမဲ့ဖနက်မျိုးဟိုကိုသွားမဲ့လမ်းနဲ့ကိုင်းညီမဲ့ဖနက်မျိုးကိုအများအစင်းသွားပြီးတော့အဲ့အဲ့အရာတွေကတော့ပြင်ဆင်ရတာတွေကအခုချိန်ထိအများကြီးသုံးဝင်နေတယ်ဗော တော့ပုံကောင်းတဲ့ပုံ ဖြစ်လာလို့ဆိုတဲ့ဟာကြတော့ဟိုတယောက်နဲ့တယောက်ထင်တဲ့ပုံစံချင်းမြင်တဲ့ပုံစံချင်းအရတော့ကွဲမယ်လို့တော့ထင်တယ်ဗောနော်အကိုတော့ကတော့ဒီ movement တွေကိုကချားလုပ်လိုက်တာဗော movement တွေရဲ့ကြားထဲမှာအသေးသေးလေးတခုကချားလုပ်လိုက်တာဗောနော်ဒီကချားလေးလုပ်လိုက်တဲ့အချိန်တခုတော့သူကအဲ့ memory တွေကအမြဲတမ်းတင်းစီးသွားတဲ့ဟာမျိုးဗောနော်အဲ့အဲ့ memory တွေတင်းစီးပြီးဟိတ်ဆိုတော့အဲ့ memory တွေထဲမှာဘာတွေပါလာမလဲဆိုအနံ့တွေပါလာမယ်အရာတွေပါလာမယ်အတန်တွေပါလာမယ် ချစ်ချင်းတွေပေါ့မယ်မုံချင်းတွေပေါ့မယ်ပေါ့နော်ဒီဒီဟာတွေအကုန်လုံးရဲ့ moment လေးတစ်ခုကိုသူက box လေးတွေထည့်ပြီးတော့တင်လိုက်တဲ့ဟာမျိုးပေါ့နော်အချိန်တန်ဘယ်အချိန်မဲ့ဖြစ်ဖြစ်ပြန်ပြီးတော့ဖွင့်ကြည့်လိုက်ဒီဟာတွေကပြန်လဲပြီးတော့နုပြိုနေတဲ့ဟာမျိုးပေါ့အဲ့လို feeling မျိုးတော့ကိုခံစားရတဲ့ပုံတွေဆိုရင်တော့ပိုကြိုက်တယ်အဲ့လိုမျိုးတော့သတင်းဓာတ်ပုံဆိုရတဲ့ဟာမျိုးဒါလည်းဒီဓာတ်ပုံဆိုရဲ moment ဆိုတာဒီဒီဒီ memory လေးတွေကိုဖမ်းဆုပ်ထားတဲ့အရာတွေဆိုတဲ့ဟာမျိုးတွေတွေ့တဲ့ဓာတ်ပုံတိုင်းကိုကြိုက်တယ် တကယ်တော့ဓာတ်ပုံကောင်းတယ်မကောင်းဘူးဆိုတော့ထဲကိုကဒီဘလော့ဒီစေတနာပါလဲပေါ့နော်ဒီဓာတ်ပုံတွေပုံမှာဘလော့ဒီစေတနာပါမလဲပြောရင်ဒီဓာတ်ပုံတွေပုံမှာဘလော့ဒီယိုးသားမလဲอ่ะပို့ပြီးတော့အရေးကြီးတာပေါ့နော်အရင်ကတော့အစားစားဓာတ်ပုံရိုက်တဲ့အချိန်မှာသုံးတော့တော့အဲ့လိုမျိုးသူများပုံတွေကြည့်ရပေါ့သူများပုံတွေကြည့်ပြီးအားကြရတယ်အားရတယ်အဲအဲ့အတိုင်းပဲသူများရဲ့ style တွေအတိုင်းပဲရှောက်ရိုက်တယ်ပေါ့နော်အဲအဲ့လိုမျိုးဟို theory တွေကြည့်တယ် theory အတိုင်းပဲ live ရိုက်တယ် အဲ theory တွေမှန်ရင်ကိုယ်ဆရာကြီးလို့ထင်တယ်အဲ့လိုမျိုးဟိုစမ်းတကြယ်တွေရှောက်ရိုက်ဖို့တကုံတွေ try နေပေါ့နော်အမှန်မှန်တော့အဲ့ဒါလေးကမကောင်းတော့ဆိုတော့ကောင်းတဲ့လေ့ကျင့်တွေ practice တွေတော့ဖြစ်တယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းရိုက်တဲ့ကြာလာတဲ့အချိန်ကြတော့ဘာဖြစ်လာလဲဆိုတော့ကိုကိုတိုင်ကဘာခံစားလာရလဲဆိုတော့ဟိုဟိုမင်းဘလောက်စေတနာရှိလဲပြီးရင်မင်းဘလောက်ဒီကိုယ့်ရဲ့တပုံကိုဘလောက်ယူသားမှာလဲအဲအဲ့ဒါအရေးကြီးတော့မယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ကို တပုံကိုစေတနာရှိမှသာလေအဲ့ဒီလူကပို့ပြီးတော့အဲ့တပုံကိုသူမြင်နဲ့မြင်ဝင်းကိုတကယ်ပြောင်းတကယ်ပြောင်းနိုင်မှုသူကတကယ်ကြိုးစားတော့မှာပြီးရင်သူယူသားဖို့သူကြိုးစားလေလေလားလေလေသူ့ရဲ့တပုံနေမှာပို့ပြီးတော့ယူရှင်းနေတဲ့တယောက်နဲ့တယောက်ကွန်တက်လုံနေတဲ့တပုံနဲ့ဒီကြီးတဲ့လူနဲ့ကွန်တက်လုံနေတဲ့ feeling တွေကိုသူကခံရအောင်ပေါ့အမယိုးရှင်းထားတဲ့ပုံလေးမယိုးထားတဲ့ပုံလေးဆိုရင်အင်းကြည့်လိုက်တာရင်သိသွားတယ်ပေါ့နော်ဟာဒါကြီးစင်ပြီးရိုက်ထားတာမျိုးလား အောင်တော်ဒါကြီးကဆက်တဲ့ကြီးအောင်တော်ဒီဟာကြီးကိုတတ်တတ်ကြီးဒီလိုလိုလှုပ်ခိုင်းတာမျိုးလားဆိုတဲ့ခါမျိုးတွေရအဲ့ feeling တွေရပါတော့အဲ့ဟောတတင်းမှာကြတော့သူကရှင်းတယ်ကွာအစ်စ်မန်လေးကိုပဲပေါ်ပြအောင်ပါတတင်းတပုံဖြစ်နေတယ်ဟေ့ဆိုရင်မင်းယူသားဖို့လိုတယ်ပထမဆုံးတစ်ချက်ကပါတော့အဲ့တော့အဲ့ဒီယူသားဖို့ပဲပို့ပြီးတော့ကျင့်ယူရတာပါတော့ theory တွေ theory လေးလာတာကောင်းတယ် theory တွေအတိုင်းပဲလိုက်လုပ်အောင်မယ်ဆိုတော့မဟုတ်နေဘူးမဟုတ်ဘူး theory တွေတိပြီးဟေ့ဆိုရင် theory ကိုမင်းချိုးဖောက်လို့ရသွားပြီပေါ့ ငငယ်လုံးလောလုံးဖြစ်တာပေါ့နော်အဲ့လိုတပုံစရိုက်တဲ့အချိန်ကတော့အမှ theory တစ်ခုတော့ဖက်ပြီးသွားပြီဟေ့ဆိုရင်အဲ့ဒီ theory ကိုငါချိုးဖောက်လိုက်ပြီဟေ့ဆိုတော့လည်းကိုကိုဆရာကြီးလို့ထင်တာပေါ့ငါ theory ကိုပြောင်းပြန်လှန်ပြီးရိုက်တာတော့ဟောက်လျှောက်ပြောတာပေါ့လေအမှမှန်တော့ theory ကငကိုရင်ဒီ theory ကဟိုထားတော့လည်းဆုံးဆုံးလူရောတက်လို့ဟာမျိုးပေါ့တော့ရိုက်လိုက်တယ်ဟေ့ဆိုတာနဲ့ဒါပြေပြစ်မှုပြဖို့အတွက်ကိုတော့ဘယ်ဘက်ကို speed ပေးရမလဲအသက်ရှူဘောက်ကဘယ်လောက်ထိထားပေးရမလဲဆိုတဲ့အရာမျိုးပါတော့ပေါ့လေ အဲ့တော့အဲ့ဟောပူဖောက်ပြီးတော့ရိုင်းမယ်ဟေ့ဆိုရင် okay အဲ့တော့ဆိုရင်ကျင်းကျက်တဲ့ဟာဘက်ကိုရောက်သွားပြီတော့ရှင်းတယ်ကွာတီယိုရီရဓာပရိဒါနဲ့တီယိုရီရဲ့ဗျောင်းရံဘာလဲဆိုတာတန်းပြီးတော့ရှိပြီးသားလို့ခေါ်မျိုးတွေပေါ့နော်အဲ့လိုအချိန်မျိုးတွေကဖြစ်လာတဲ့အချိန်ကတီယိုရီကိုတိထားတာကောင်းတယ်ဒါပေမဲ့တီယိုရီတွေဖြစ်နေဖို့မလိုဘူးအဲ့ဒီတဲမောင်ကကိုကဒီကိုရဲ့တပုံပေါ်မှာဘလောက်စေတနာထားမလဲပြီးရင်ကိုကဘလောက်ထိရိုးသွားမှာလဲဆိုတဲ့ဟာမျိုးကပိုအရေးကြီးတယ် ဘာလို့လဲဆိုတော့ဒီသတင်းတပုံဆိုတော့ဟိုကောင်မလေးကိုရိုက်ပြီးရင်ရှင်းတယ်ကွာကောင်မလေးတယောက်ပဲကြည့်မှာဒါမှမဟုတ်သူ့တငယ်ချင်းတွေလောက်ပဲကြည့်မှာပေါ့နော်မိသားစုကိုရိုက်ပြီးတဲ့ဟေ့ဆိုမိသားစုကိုပဲကြည့်မှာမိသားစုရဲ့အတိမိတ်ဆွေတွေလောက်ပဲကြည့်မဟုတ်သတင်းတပုံကကြောက်သူကတင်လိုက်ပြီးဟေ့ဆိုတကောင်တမိုင်းဖြစ်သွားနိုင်တယ်အဲပြီးတော့ရင်လူကတမိုင်းဖြစ်သွားပြီးဟေ့ဆိုနှစ်ကဘယ်လောက်ကြာမလဲနှစ်ကြာရင်ကြာတဲ့လောက်ကမီလီယံနဲ့ချီပြီးတော့တက်လာမှာဒါကြီးတစ်ခုလုံးကိုကုနာပြောသူမျိုးသတင်းတပုံဆိုတဲ့အတိတ်ဘယ်ကဒါကြီးဖြစ်နေတဲ့ဟာကိုလူတွေကွန်နက်ပေးရတာ ဲ့ဒါကြီးကိုမယူသားခဲ့ဘူးဟေ့ဆိုရင်အဲ့ဒါကိုကိုတိုင်ကဒီတန်း60ရှိနေလူတွေကိုလေလိုက်တာနဲ့တူပဲနောက်နှစ်ဆိုရင်တန်း80ဖြစ်မှာနောက်နှစ်တည်းနှစ်တရာလောက်ဆိုရင်အာမင်းဘီလီယံနဲ့ချီတဲ့လူတွေကိုမင်းလိန်လိုက်တာပဲဖြစ်သွားလိမ့်မယ်အဲ့တော့အဲ့ဟာကိုမဖြစ်အောင်တော့ဒီယူသားတဲ့ဟာတွေဒီကွန်ဆက်တွေကအဲ့ဒါတွေပိုရေးကြီးမယ်လို့တော့ပူယူဆရတယ်ဗောလေယူသားတယ်မယူသားဘူးဟေ့ဆိုတော့ကိုတက်ပုံတွေမှာကိုယူသားလားမယူသားဘူးလားဆိုတော့ဟို တင်းတော့မနေရတဲ့အချိန်မှာကလူပဲကောသူက virus departed လူဖြစ်နေပြီဟိဆိုတော့သူက virus ချိနေပြီပေါ့နော်သူအမြင်ကိုသူချဲ့ထွင်ပြီးတော့လှုပ်ချင်တဲ့ဟာမျိုးငါတော့ဓာကြီးကိုတင်ပြလိုက်တာမျိုးဆိုတဲ့ဟာမျိုးတွေရဲ့အဲ့ virus departed တယ်ပေါ့နော်အဲ့ဒါတွေကတော်တော်ကြီးသတိထားရတဲ့ကိစ္စမျိုးပေါ့နော်တော်တော်ကြီးဟိုချိုးနိုင်ပြရတဲ့ကိစ္စမျိုးတွေမှာပါတယ်မဟုတ်ဘူးဓာကြီးကဝမ်းနေစရာကြီးမှန်းတယ်အဲ့မျိုးငါဓာကြီးကိုမြင်နေရတာနော်ငါဒီလိုမျိုးကြီးမြင်နေရတာနော်ဆိုတဲ့ဟာမျိုးကို ဟိုရိုက်ပြတဲ့ဟာမျိုးပေါ့အတင်းဝမ်းနေခိုင်းနေလို့လည်းမရအောင်ဟိုအဲ့အဲ့ပြဿနာတွေပေါ့နော်ဟိုကိုဖြစ်နေတဲ့ဟာကိုပဲကိုမြင်နိုင်အောင်ကြိုးစားပြီးတော့ရိုက်ရတဲ့ဟာမျိုးတွေကိုပို့ပြီးတော့ယူတာဝုန်ကိုပို့ပြီးတော့သုံးစီချင်တာမျိုးပြောချင်တာပေါ့လေတပုံစားရိုက်တဲ့ချိန်မှာခုနပြောသူမျိုးပေါ့ကိုကတပုံကိုဝါသနာပါသွားတယ်တပုံကစပြီးတော့လေးလံမှရအောင်မယ်ဆိုတဲ့အချိန်မျိုးမှာစပြီးတော့ကြည်ပြတဲ့ inspire ယူရတဲ့တပုံဆရာလေးရှိရပါတော့ အော်တကယ်တမ်းတော့ဒီသတင်းတပုံဆိုတဲ့ဟာကြီးအောင်မြန်မာနိုင်ငံမှာအရန်ကြီးကိုပွင့်လင်းနေတဲ့ကာလမဟုတ်ခဲ့ဘူးကိုစောင့်ဝင်လာတဲ့ချိန်မှာပေါ့ဒါပေမဲ့အဲ့ချိန်အဲ့ကာလမှာ generation အစ်တတွေထထွက်လာတယ်ပေါ့နော်အဲ့ generation အဟောင်းတွေရှိတယ်အဲ့ generation အဟောင်းတွေတော့သူကစံစေးတက်တယ်ဟေ့ဆိုရင်သူကစံအကြီးပဲရပြရိုက်ရိုက်ပြလိုက်တော့ကွာပြီးတော့ရန်စံစေးတက်ပလိုက်အဲ့တော့ချက်တုံစေးတက်တယ်ဟေ့ဆိုလေအဲ့ချက်တုံကြီးကိုရိုက်ပြလိုက်တာပြီးတော့ရချက်တုံစေးတက်တယ်ဆိုတဲ့ဟာမျိုးပေါ့နော် အဲ့ဒါအထက်ပို့ပြီးတော့အမြင်ဆန်းတွေရလာတဲ့ဟာမျိုးတွေကအခုရှေ့မှာရိုက်တဲ့လူတွေကိုကိုရုနဲ့စောတယ်သူတို့ကစောတယ်ပေါ့နော်ကိုလောရဲ့စိုးလို့ပြောလို့ရှိတယ်ပြီးရင်ကိုကောင်းထက်လို့ပြောလို့ရှိတယ်သူတို့ရိုက်တဲ့ပုံတွေကြည့်လိုက်တဲ့ချိန်ကတော့ဟာကမ်းဆိုပြီးတော့အဲ့လိုမျိုးဖြစ်တဲ့ဟာမျိုးပေါ့နော်ဟိုဥပမာအဖြစ်ဟိုအခုချိန်ကြီးပါခေါင်းထဲမှာဆွဆွမမြေမှတ်မိနေတဲ့ဟာမျိုးကောင်းထက်ပုံတစ်ပုံရှိတယ်သူကဘာလဲဆိုတော့ twin ရုပ်ရှင်ရုံဖြတ်ပြီးဆိုတဲ့ဟာကိုသူတွားရိုက်တာသူက sale words ကြီးရိုက်တာပေါ့ အော်တော့အဲ့လက်ကြီးလွှဲပြီးတော့အောက်ကမျိုးတော့ပြန်ပြီးပြင်ရိုက်ထားမြန်မာနိုင်ငံရဲ့သတင်းတပ်ပုံလောကမှာဆေးလူဝတ်ရိုက်တဲ့ဟေ့တော့ခေရှာရှာရဲ့အဲ့လိုမျိုးမဲမဲကြီးနဲ့ဘာကြီးမှလည်းမသိဘူးဆိုတဲ့အရာပေါ့ကအဲ့လိုမျိုးစပြီးဖျဲတဲ့ကောင်မျိုးပေါ့နော်အဲ့ဒီကောင်တွေတွေ့တဲ့ချိန်တော့အေးချပြီးကွာပေါ့လေသူ့ချီပြီးတော့လေကိုကလည်းဖီးရတက်တယ်ပေါ့ပြီးတော့နောက်ကိုကြိုက်တဲ့တပ်ပုံဆရာကြီးစပြီးတော့လေးလာတဲ့ချိန်ကျတော့ကိုကဲကောင်ရင်လည်းအများကြီးခောက်တက်တာမဟုတ်လေအဲ့လိုဖိုတိုဂျာနယ်လေးဆိုခောက်လိုက်ကိုကဲကပရမအောင်တို့တွေ့ရကောင်ဟိုအများဆုံးနာမည်ကြီးတဲ့ကောင်တွေပဲလာတာဟုတ် အဲ့တော့မှအဲ့မှာ wall photo channel လေးဆိုပါတော့သူကလည်းကြောက်တော့အဲ့လိုဟာမျိုးရှောက်ခေါက်ခေါက်ခေါက်တော့အဲ့မှာဘာတွေပါတော့တွေ့လဲတော့ဥပမာ photo journalist တွေထဲမှာဆိုရင် Eugene Smith လို့ဟာမျိုးဘုနော်အဲသူသူပုံနေဆိုရင်အာအရန်မိုက်တယ်သူ source တွေအကုန်လုံးပါတယ်လို့ခံစားရတယ်သူအဲ့နေရာမှာ तू မရောက်ဘူးအဲ့နေရာမှာ तू မခံစားရအောင်ဆိုသူအပုံမရဘူးအဲ့လိုဟာမျိုးဘုနော်အဲ့လို Eugene Smith လို့ဟာမျိုးတွေတွေ့တယ်ပြီးရင် Robert Capa လို့ဟာမျိုးတွေတွေ့တယ်ပြီးတော့ကိုအရန်ကြိုက်တဲ့တပုံဆရာရှိတယ်အဲ Robert Smith ဆိုတဲ့တယောက်ရှိတယ် အဲသူသူ့ပုံတွေကိုလည်းအရင် inspire ဖြစ်ခဲ့တယ်ပေါ့လေသူ့ပုံတွေကကျတော့သူကတရင်တပုံလို့တော့ပြောတာသူ့ပုံကကျတော့သူကအမှုပညာဘက်ကိုသွားတာအမှုပညာဆန်တဲ့တပုံတွေသူကထုတ်တာပေါ့လေသူ့ပုံတွေကြည့်လိုက်တော့အဲ့လိုမျိုးဝါးနေမဖြစ်သွားဘူးအချို့ပုံတွေဆိုကြည့်လိုက်မယ်ဟေ့ဆိုရင်ကတတင်းတပုံမျိုးဆိုရင်ကြည့်လိုက်တာဟာဝိုးဝါးဟာဟာဂျမ်းမီရောအဲ့လိုမျိုးတွေဖြစ်သွားတဲ့ပုံတွေအများကြီးရှိရပါတော့ နောက်ပိုင်းမှာကိုတိလာတာအဲ့ဒါ breaking တွေဆိုတော့ဆိုရင် fine တော့လေအမေတရင်တပုံတိုင်းမှာအဲ့လိုဟူဟွာဖြစ်နေတဲ့အကြောင်းကိုမရှိနေဘူး။ဘာလို့လဲဆိုတော့တရင်တပုံဆိုတာကြည့်နေရင်တန်းလန်းနေကိုအဲ့လိုဒစိမ့်စိမ့်နေကိုအဲ့ဒီမှာနာကျင်မှုတွေကိုခံစားလာတာ။တဖြည်းဖြည်းနဲ့ယောဂါကူးလိုလိုမျိုးကုရှိကိုရောက်တာပေါ့လေ။အဲ့လိုဟာမျိုးတွေကိုခံစားသူ့ပုံတွေကအဲ့လိုမျိုးကြည့်ရင်အကြာကြီးကြည့်ခံတယ်ကွာ။အဲ့လိုကိုရီးယားတပုံတစ်ခါကြည့်လိုက်မယ်ဟေ့ဆိုရင်အဲ့လိုမျိုးဟိုသူ့ပုံကြီး9မိနစ်လောက်ထိုင်ကြည့်လဲ fine နေ။အဲ့လိုဟာမျိုးကြီးကိုဖြစ်နေတဲ့ပုံမျိုးပေါ့။အဲ့အဲ့တယောက်နဲ့တန်ကောင်းစွာနဲ့ပဲကိုယ့်ရဲ့မန်တာဖြစ်ခဲ့တော့ အဲ့မှာရင်ဒီဘောကတန်သွားတာပေါ့နော်ဒီတပုံစာရိုက်တယ်တပုံဆရာဘောကလည်းတန်သွားလို့လူဘောကလည်းတန်သွားတယ်လို့ကိုယ်ခံစားရတယ်လူတွေရောကိုယ်အတွက် inspire တော်တော်ဖြစ်ခဲ့တဲ့လူတွေပေါ့2010မှာရှိခဲ့တဲ့ရေအောင်သူအခု2025မှာရှိတဲ့ရေအောင်သူကတပုံချောင်းနဲ့ပြောမဲ့ဟေ့ဆိုရင်တော့မရိုင်းနဲ့ဆိုပြီးတော့ပဲတာပြင်မှာပေါ့လေ ဘာဖြစ်လို့ဆိုတော့စင်ပြေနေတဲ့အရာတွေလို့ဘောင်းကကောင်းတာတွေကတိတ်မရှိဘူးကွာအဲ့လိုမျိုး risk တွေများနေမယ်အပူဝင်သောကတွေကများနေမယ်တနေ့တနေ့သိတယ်မှာအဲ့လိုမျိုးထန်းထားတဲ့အရာတွေပေါ့နော်ကို့မထန်းခိုင်းလဲကို့ကိုထန်းနေတဲ့အရာတွေကအရင်များတယ်ပေါ့လေအဲ့လိုဟာမျိုးတွေကတော့ပိုပြီးတော့များတယ်ပေါ့အော်ဆိုလိုချင်တာကအခုတကယ်လှုပ်လှုပ်တော့မယ်ဟေ့ဆိုတဲ့လူတွေဆိုရင်လဲစဉ်းစားတင်ပါတယ်မာတယ်တေချာချာစဉ်းစားပါတော့နော်ကိုကတကယ် risk ယူပြီးတော့လုပ်ရမယ်အလုပ်ဖြစ်နေတဲ့အတွက် တကယ်လုံးမလားဆိုတဲ့ဟာကိုတေးချာချာကုကုပြန်မေးသင့်တယ်လို့တော့အောင်ကြံပေးကြတယ်အဲဘာဖြစ်လို့လဲဆိုတော့ဟိုစောစောကပြောထားတယ်လို့မျိုးကွာဒါကဘာပေါ်မှာ risk အများဆုံးအလုပ်ထဲမှာတစ်ခုပါနေတဲ့ဟာကိုကသူ့ရဲ့ professional တိုက်ကအဲ့လိုမျိုးဖြစ်နေတာလေမလိုလားပဲနဲ့ risk ယူတဲ့ဟာမျိုးတွေဟိုဟိုမလုပ်ရင်အစိုးရတဲ့မလုပ်တော့ကောင်းမဟုတ်မလုပ်နဲ့အချိန်ကုန်းနဲ့အချိန်မဖြုံးနဲ့ဒုက္ခလာတွေဆိုပို့ဆိုးတာပေါ့နော်ဒီကာလာတွေမှာအေးဆိုရင်ကောတတင်းတော့တွေ ပဲပြောပြောဒီဓပုံတရင်တော်တွေပဲပြောပြောအလုံးကခက်ရှားရှားရဲ့အဲလုံးဝမတိုက်ဆိုတဲ့ဟာမျိုးကလည်းတော်တော်ရှားရတယ်။ကို့ဖို့ပြရပေးမဲ့တရင်တွေဆိုတဲ့ဟာမျိုးတွေလည်းတော်တော်ရှားရတယ်။အဲအဲ့အပြင်ကဘယ်နေရာတော့တော့ risk ကောက်ကရှိနေတာ။သူကတရင်တော့ဆိုတာနဲ့သူကအမျိုးဖြစ်သွားတာဟိုတစ်ခါလေကျရင်တော့ရွာဦးကျောင်းကဖုံကြီးဖြစ်နေပြီလည်းဖြစ်သွားတာ။အဲတစ်ခါလေကျရင်တော့အဲတင်ကျိုင်းကဟိုခုံရိုက်နေတဲ့ကောင်လိုလိုလိုပါလိုလိုဆက်ဆံခံရတာမျိုးတွေလည်းရှိတယ်။ဘာလို့ကျင်ပလိုက်တဲ့ဟာမျိုးတွေလည်းရှိတယ်။ ဟိုဝမ်းသာအားရတာနဲ့လက်ဆွဲနှုတ်ဆက်တဲ့လူတွေလည်းရှိကြရတယ်ပေါ့နော်။အဲ့တော့အဲ့ဒီ risk တွေကဟိုအမြဲတမ်းယူနေရမယ့်ဟာမျိုးပြီးရင်အဲ့လို safe ခံရတွေအရင်များပါတယ်။အဲ့တော့တုံတန်တကယ်ယူမယ်ဟိဆိုတော့မှဒါနဲ့ယူတော့ကောင်းတယ်။အဲယူရင်လည်းအဲ့လိုခြေလွတ်လွတ်လွတ်ယူအတကုံယူပြတ်အဲအဲ့ဒါအပူကောင်းခါကြရင်ရှိရပေါ့အယူပါတွေလောက်တာအဲ့ဒါလည်းအဲ့ဒါလည်းမမှားဘူးအဲ့ဒါအဲ့လိုမျိုးလည်းမလုံနဲ့။ဘာဖြစ်လို့လဲဆိုတော့ဟိုယူတာနဲ့တန်တဲ့ဟာမျိုးကိုယူမှတာလည်း ဒီနေရာမှာအလုပ်ရှင်မအောင်အဲကြောင့်လို့ဒီအရေးကြီးတယ်ပေါ့နော်ဟိုကိုကလူတွေကိုအများကြီးတန်းချီတဲ့လူတွေကိုစကားပြောအောင်မှာဖြစ်တဲ့အတွက်တကယ်ယူမယ်ဟေးတူတော့မှာပဲယူစေချင်တာပေါ့အဲ့လိုပဲကြံပေးချင်နောက်တဲ့ episode တွေကိုလည်းအလင်းသင်းသူဆက်ပြီးတော့ဖော်ပြပေးသွားမှာပဲကျေးဇူးတင်ပါတယ်